ဘာဖေရပြောတိုင်းလဲမယုံပါနဲ့ဆိုတဲ့စကားဟာဘယ်ကနေပေါ်ပေါက်လာတာပါလဲဘုရားရှင်ကဒီကာလာဟောတာကေတာမုဒိတို့မှာဒုဒ္ဓဘာသာဝင်မဟုတ်တဲ့ဘာသာခြားတွေဖြစ်တဲ့ကာလာမတွေအတွက်ဟောတဲ့တရားကိုပရိသတ်တွေအတိတ်ပဲဖွင့်ဆိုရတာနေအယူအဆမှားပြီးပေါ်ပေါက်လာတဲ့စကားအမှားကြီးဖြစ်တယ်မေကွန်လေးတခုမေးချင်တာ ဒီနာမည်ကြီးဖုံဖုံတပါပေါ့လိုင်းပေါ်မှာအရန်နာမည်ကြီးနေတဲ့ဖုံဖုံတပါပြောပြထားတာပေါ့နာမည်တော့ကျွန်မမပေါ်ပြချင်ပါဘူးပွဲချတယ်ထင်ပါဆိုလို့သိချင်တယ်ဆိုရင်တော့လေအဲ့ဒီဗီဒီယိုဖိုင်ကိုကျွန်မ chat box ကနေလာတောင်းမှာကျွန်မပေးပါမယ်နော်အဲဗီဒီယိုဖိုင်မှာမတင်ဘူးဆိုတာလူတရားဒီဖုံဖုံတပါနဲ့မညှိချင်လို့ရပြီးတော့ပြဿနာမလို့အဖက်နဲ့ပို့ပြီးပြဿနာကြီးနေမှာဆိုလို့ရအကြောင်း ဟုတ်ဒါပေမဲ့လေကိုမသိချင်တဲ့အကြောင်းအရာကိုတော့မေးသင့်တယ်လို့ထင်တယ်လीเนาะ။သွားမေးရင်လည်းချိန်မဲ့ပုံမပေါ်ဘူး။သွားဘာကြီးလဲဘာညာဆိုဖြစ်နေအောင်လေ။ကျမထဲမှာပေါ့နော်ဖုံဖုံပြောတဲ့ထဲမှာဒီကာလာမတုတ်ကဗုဒ္ဓဘာသာဝင်ဒီအတွက်ဟောပြပေးတဲ့တုတ်မဟုတ်ဘူးမြတ်စွာဘုရားရှင်ကမြတ်စွာဘုရားရှင်ကဒီကာလာမတုတ်ကိုဟောတာဟာဒီတခြားသောဘာသာဝင်ဒီအတွက် သိအောင်ဟောပေးတဲ့ ုံးလို့ဆိုထားတာပေါ့နော်အဲ့တော့မြတ်စွာဘုရားရှင်ဒီဂေါတမမြတ်စွာဘုရားရှင်ဟာဒီပရိသတ်တွေပို့ဘာသာကိုဘာသာသူ့ဘာသာခွဲပြီးတော့တရားဟောတက်လေးရှိတာလားဒီဘာသာဝင်တွေအတွက်ဆိုရင်တမျိုးဟောမယ်ဟိုဘာသာဝင်တွေအတွက်ဆိုရင်တီးသန့်တမျိုးဟောပေးတဲ့မြတ်စွာဘုရားရှင်မျိုးလားပေါ့နော်အဲ့ဒါလေးကလည်းမမြတာဘူးလို့ထင်လို့မေးကြည့်တာဒီလိုမျိုးခွဲခြားပြီးတော့ဟောတယ်ဖရာလားပေါ့အဲ့လိုသိချင်တာ တော့ဖြစ်ပေးပါဘူးလို့စာတက်ပေးတဲ့ပုံကိုယ်တွေလည်းရှိအောင်ပါတကယ်ပရိကတ်တက်တဲ့ဖုံးဖုံးတွေလည်းထက်ရှိအောင်ပါပါတော့တဦးတယောက်တည်းရဲ့အဟိုဆိုလိုရင်းနဲ့မဟုတ်ပဲနဲ့အများကြီးရဲ့ဆိုလိုရင်းအောင်မဖြစ်ပါမလဲဆိုတာလေးလည်းဖြစ်ပေးကြပါဘူးလို့ပြောတာတော့ကာလမတုတ်ကဒါကိုယ်တွေနဲ့မဆက်ဆိုင်တဲ့တုတ်ပါပေါ့နော်ဘုဒ္ဓဘာသာတွေကမသုံးသိတဲ့မယူသုံးသိတဲ့တဲမှာပါတာလားပေါ့အဲဒါသိချင်လားဖျားရှင်ကိုတိုင်တောင်မှတေချာဆန်းစစ်ပြီးယုံတဲ့မှယုံပါ ။ငါဖះပြောတယ်ဆိုတိုင်းမယုံပါနဲ့တဲ့။တဘာဝလုံဖြစ်ရလား။စာရေးသူအမှားလား။ဒီနှစ်ချက်စဉ်းစားစရာပေါ့။မှတ်တမ်းပြုသူတွေဘာသာပြန်တဲ့သူတွေအပေါ်မှာလဲမူတည်တာပေါ့တဲ့။ဒီမန့်ကဖះဟောတုဝနာတာမဇတ်တော်ကိုရှောင်ပြောင်ပြီးပြောဆိုထားတဲ့အတွက်ပုဇင်တုတ်ပြန်ပြီးပြောဆိုထားတဲ့ပို့ထဲမှာလာမှန်ထားတာပါနော်။ငါဖះပြောတိုင်းလေမယုံပါနဲ့ဆိုတဲ့စကားဟာဘယ်ကနေပေါ်ပေါက်လာတာပါလဲ ိပါဒလားကေတမုဒိတုတ်မှာဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ဘာသာခြားတွေဖြစ်တဲ့ကာလာမတွေအတွက်ဟောတဲ့တရားကိုအတိတ်ပဲဖွင့်ဆိုရာကနေအယူအဆမှားပြီးပေါ်ပေါက်လာတဲ့စကားအမှားကြီးဖြစ်တယ်ဖះဟောမဟုတ်ဘူးเนาะအဲ့ဒီတုတ်မှာကြည့်လိုက်ပါမာပိတကတံပရာနေနလို့ဆိုထားတယ်ကျမ်းဂန်ကပြောတိုင်းလဲမယုံပါနဲ့တဲ့ကျမ်းဂန်ကပြောတိုင်းလဲမယုံပါနဲ့ဆိုတာဟာဖះဟောကျမ်းဂန်ကိုပြောတာမဟုတ်ဘူး ကာလာမတွေရဲ့ဂျန်ကန်ကိုပြောတာနော်အဲ့ဒါကိုအထာကထာကဆက်ပြီးဖွင့်တယ်အမာကန်ပိဋကတန်တိယာသတ္တိန်တမေတိတိမာကနိဋ္ဌတဲ့အမာကန်လို့ဆိုထားတယ်အမာကန်ဆိုတာငါတို့ရဲ့တဲ့ငါတို့ရဲ့ဆိုတာကာလာမတွေရဲ့လို့ပြောတာမြတ်စွာဘုရားက ကာလာမတွေရဲ့နေရာမှာနေပြီးကာလာမတွေရဲ့နန်းစားကိုသုံးပြီးတော့ကာလာမတို့ ငါတို့ရဲ့ကြံကံကပြောတာမှအမှန်ဖြစ်တယ်ဆိုပြီးမင်းတို့မယူဆလိုက်ကြနဲ့လို့ပြောတာနော်အဲ့ဒါကိုဗုဒ္ဓဘာသာဝင်တွေကဘာသာခြားတွေအတွက်ဟောတဲ့တရားကိုကိုရှုတောင်းကနေကြည်ပြီးရွှဲမားတဲ့အိဒိပယ်ကိုယူလိုက်တဲ့အခါမှာအခုလိုရွှဲမားတဲ့စကားကြီးပေါ်ပေါက်လာတာဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ပါရဲ့နဲ့ဖျားအပေါ်မှာတန်တရားဖြစ်နေသေးတယ်ဆိုရင်အဲ့ဒီလူဟာဗုဒ္ဓဘာသာဝင်စစ်စစ်မဟုတ်ပါဘူးမယူဖလာဗုဒ္ဓဘာသာပဲဖြစ်ပါတယ် နောက်ပြီးတော့သူနာတာမဇတ်တော်ဆိုတာဟာပောက်လို့ပဲသာလျှောက်ပြီးရေးချင်ရရေးထားတဲ့ဇတ်တော်မဟုတ်ဘူးเนาะတင်္ဂါယနာ6ကြိမ်တိုင်တိုင်တင်ပြီးအတည်ပြုထားတဲ့ဇတ်တော်ဖြစ်တယ်အဲ့ဒါကိုလည်းသိအောင်လေ့လာပါလို့ပြောချင်ပါတယ်เนาะဘုရားဘာသာတွေအတွက်အထူးရှင်းရမယ်ရှင်းချက်ဖြစ်ပါတယ်ကာလမသုတ်တံဟာကာလမမင်းသားတွေကိုဟောကြတဲ့တရားဖြစ်ပါတယ်တနည်းအားဖြင့်ပြောရင်ဘာသာကြားတွေကိုဟောတဲ့တရားဖြစ်ပါတယ် freezing ကလို့ခေါ်တဲ့လွတ်လွတ်လပ်လပ်တွေးခေါ်နေကြတဲ့ မဆုံးဖြတ်နိုင်သေးကြတဲ့ကာလမမင်းသားတွေကိုဟောကြတယ်ဘာသာမဲ့တွေကိုဟောကြတယ်တရားလို့ဒီလိုတို့တင်သိထားပါတယ်သို့သောဒီကိစ္စမုတ်တိတုတ်တန်ဆိုတဲ့ကာလမတုတ်တန်ကိုနာကြကြတဲ့ပုဂ္ဂိုလ်များဟာဗုဒ္ဓဘာသာဝင်တွေဖြစ်နေရပါတယ်ဒီတော့ဘာသာကြတဲ့ကိုဟောထားတဲ့တရားတွေကိုဗုဒ္ဓဘာသာဝင်တို့ကမိမိတို့ရဲ့ရှုထောင့်နဲ့ကြည့်ပြီးတော့ယူလိုက်တဲ့အခါမှာအထင်လွဲစရာတွေအယူအောက်လွဲစရာတွေအများကြီးတွေ့ရပါလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့မှာမူလေးတွေရှိပါတယ်အဲ့ဒါဘာလဲလို့ဆိုတော့ပါဠိတော်သာဂရာတီကာဆိုတဲ့မူတွေဖြစ်ပါတယ် ကျွန်တော်တို့မှာပါဠိတော်အုပ်40ရှိပါတယ်ထာဒ52တုပ်ရှိပါတယ်ဒီက26အုပ်ရှိပါတယ်ကျမ်းပေါင်း100ကျော်နဲ့စုစည်းထားတဲ့ဖွဲ့စည်းထားတဲ့ဘာသာကြီးတခုဖြစ်ပါတယ်လက်တော်အလောက်ကျမ်းစာတခုနဲ့ဖွဲ့စည်းထားတဲ့ထူထောင်ထားတဲ့ဘာသာမဟုတ်ပါဘူးပါဠိတော်အုပ်40မှာသုတ်တန်ကြီးပဲ23အုပ်ရှိပါတယ်ဝိနည်း5ကျမ်း5အုပ်ရှိပါတယ်ပြီးဒီမှာခုနကျမ်းစာအုပ်အပြင်12အုပ်ရှိပါတယ်သုတ်တန်ကြီးပဲ23ဆိုတာသုတ်တိလက်ခံသုတ်မဟာဝါသုတ်ပါထေရ သုံးသုံးချံစာအုပ်အပြင်23ဝင်ရှိပါတယ်ဝိနည်း5ချံရှိပါတယ်ပါရာဇိကပါစိတ္တိယသုလဝကမဟာဝကပြိဝါဒစာအုပ်အပြင်5အုပ်ရှိပါတယ်အဘိဓမ္မာ9ချံရှိပါတယ်ဓမ္မသင်္ကနီဝိပင်ဓာတုကထာပုဂ္ဂလပညာကထာဝတ္ထုယမိုက်ပဋ္ဌာန်းဆိုပြီးတော့9ချံရှိပါတယ်စာအုပ်အကြီးတွေအပြင်12အုပ်ရှိပါတယ်ဒါကြောင့်ပါဠိတော်ကြီးပဲအုပ်40ရှိပါတယ်သာဒ္ဓ52ဥတီက26ဥရှိပါတယ်။ဒီတော့ကျွန်တော်တို့ရဲ့မူဆိုတာကျွန်တော်တို့ရဲ့ပေတံဆိုတာအဲ့ဒါပါပဲ ဒီတော့ရှေးဦးစွာပါဠိတော်ကိုကျွန်တော်တို့ကြည့်ပါမယ်မဟာပိရိကသမ္မာနေနဂဏိတာအဲ့ဒါပါဠိတော်ပါပိရိကသမ္မာနေနအတိဘေကမိမိတို့သင်ကြားလေးကြံနာယူမှတ်သားအကုန်သောစာပေပိရိကတို့ ਨੇ ကိုက်ညီယုံမြဖြင့်ဒီလိုအတိဘေဖွင့်ပါသာရကဘာဖွင့်လဲလို့ဆိုတော့မာပရိကသမ္မာနေနာတိအမှားကံပရိကတန်တိယသတ္တိန်သမေတိတိမာကံဣဌာလို့ဖွင့်ပါတယ် ီတော့ပရမတ်တိချက်ကအထာဂတဆရာရဲ့အဆိုအရမာပရိကသမ္မာနေနာတိအမှားကန်နဲ့အမှားကန်ဆိုတာငါတို့ရဲ့လို့အဓိပ္ပာယ်ရပါတယ်ဆောစောကပါဠိတော်မှာမိမိတို့သင်ကြားလေးချက်နာယူမှတ်သားအကုန်သောစာပေပရိကလို့ခေါ်တဲ့အခါမှာအဲ့ဒီပရိကတွေကဘယ်သူတွေရဲ့ပရိကလဲလို့ထာဂတကိုဆက်ကြည့်တဲ့အခါမှာအမှားကန်ငါတို့ရဲ့ငါတို့ရဲ့ဆိုတာဘယ်သူရဲ့ပရိကလဲဆိုရင်ကာလမတ်တို့ရဲ့ပရိကကိုဆိုတာပါမြတ်စွာဘုရားရှင်ကနေပြီးတော့ပြောရင်တော့သင်တို့ရဲ့လို့ဒီလိုအဓိပ္ပာယ်ရပါတယ် ကာလမမင်းသားတွေကိုကိုစားပြုပြီးပြောနေတဲ့အတွက်မာအနုဒဝိနမာပရံပရာယမာဣတိကိရာယမာပရိကသမရာနေနာလို့ဆိုတဲ့အတွက်ပရိကသမရာနေနာဆိုတာစာပေပရိကလေအဲ့ဒါဘုသူပရိကလဲဆိုရင်အမှားကန်ငါတို့ရဲ့ဆိုတာကာလမတို့ရဲ့စာပေပရိကလေဖြစ်ပါတယ်။ဒါဖြင့်ပရိကရဲ့အဓိပ္ပာယ်ကိုကျွန်တော်တို့ဆက်ကြည့်ပါမယ်။ပရိကဆိုတာဘာလဲ။ဒီကကိုဆက်ကြည့်ရပါတယ်။ဒီကဆရာကအတ္တနောဥက္ခဂန္ထသမ္ပတ္တိယမာဂန္ဓိတာဒီဝုတ်တံဟောတိလို့ဖွင့်ပါတယ်။ အတိဘယ်ကပိဋကဆိုတာဘာလဲဆိုခန္ဓာခန္ဓာဆိုတာဘာလဲဆိုကြံခံစာအုပ်ပဲ BOK ပုဂ္ဂိုလ်ခန္ဓာပဲဖြစ်ပါတယ်ပိဋကဆိုတာကြံခံစာအုပ်ဖြစ်ပါတယ်ဒါဖြင့်ဘယ်သူတွေရဲ့စာအုပ်လဲလို့ဆိုရင်ခုနပြောတဲ့ကာလမမင်းသားတွေရဲ့စာအုပ်တွေဖြစ်ပါတယ်ဒီနေရာမှာဘာကြောင့်ဒီလိုရှင်းရလဲလို့ဆိုတဲ့အခါမှာဘာသာပြန်ဆိုချက်အမှားကြီးကိုဖော်ပြခြင်းလို့ဖြစ်ပါတယ်မာပရိကသမရဏိနာကိုဘာသာပြန်ဆရာတွေကပြန်လိုက်တဲ့အခါမှာပိဋကသုံးပုံနဲ့ပါယုံနဲ့လည်းမယုံကြနဲ့အောင်လို့ဆိုတဲ့အခါအကြီးကျယ်ပြဿနာဖြစ်ပါတယ် ဘာသာကြားတွေကိုဟောကြားတဲ့တရားတွေမှာဘုရားဘာသာတွေရဲ့ရှုထောက်ကနေဘုရားဘာသာအများစုကနာပြီးတော့ဘာသာပြန်ရဲ့အမှားတွေကိုဖတ်မိတဲ့အခါမှာမြတ်စွာဘုရားရှင်ကငါပြောတဲ့စကားလည်းမယုံနဲ့အောင်ငါဟောကြားတဲ့ပရိက္ခသုံးပုံနဲ့ကိုက်ညီယုံမြပြင်လည်းမယုံနဲ့အောင်လို့ဆိုတဲ့ပဋ္ဌနာအကြီးကျယ်တို့ဒါဘာကြောင့်လဲလို့ဆိုရင်ဘာသာပြန်တို့ရဲ့အမှားပါဘာသာပြန်ဆိုတဲ့နေရာမှာယခုမှမဟုတ်ပါဘူးဟိုးရှိရှိခါတွေကမှားလာခဲ့တဲ့အမှားတစ်ခုပါမြတ်စွာဘုရားရှင်ရဲ့ဒေသနာတော်တွေကိုကဘာနဲ့အဝမ်းကျယ်ပြန့်အောင် သာသနာပြုဖို့ရေးအတွက်အခြားခြားသောနိုင်ငံတွေကဘာကသိနိုင်မှုတွေအင်္ဂလိပ်လိုပြန်ရမှာမြန်မာစာပေကိုလည်းပဲခင်းရင်းတဲ့အပြင်ကိုအင်္ဂလိပ်ဘာသာဆိုတဲ့ကပို့ပြီးတော့ခင်းရင်းကြတဲ့အခါအင်္ဂလိပ်တွေကိုပြန်ခိုင်းရမှာအင်္ဂလိပ်စာကျွမ်းကျင်တဲ့အင်္ဂလိပ်တွေကိုပြန်ခိုင်းတဲ့အခါမှာအဓိကအနေချက်တွေကတစ်ကပြန်ဆိုသူစီဗုဒ္ဓဘာသာဝင် မဟုတ်တာတစ်ချက်အဂိလေးပါးကင်းစင်သောယဟန္တာကြီးများမဟုတ်တာလည်းပဲတစ်ချက်နောက်တတိယအချက်ကပါဠိတော်ထာဂရတိကာတွေကိုဆရာနဲ့တကွကြာကြာနန်းနာသင်ကြားတက်မြောက်ထားတဲ့ပုဂ္ဂိုလ်တွေမဟုတ် အဲ့ဒီပုဂ္ဂိုလ်တွေကပါဠိတော်ထာဝရတိကကိုအိမ်မက်တော်မမက်ဘူးတဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ဒီတော့ဘာကြောင့်ပြန်လဲလို့ဆိုရင်ပတ်ဆံရလို့ပြန်တယ်လို့ဒီပြထွက်ပါတယ်။အဲ့ဒါလို့ပြန်တဲ့ခါကျတော့ဘာဖြစ်ကြလဲလို့ဆိုတော့အမှားယွင်းနေဖြစ်ပါတယ်။ဥပမာလေးပြောပါမယ်။ကျွန်တော်တို့ပါဠိဘာသာမှာဘုဒ္ဓစာပေမှာသွာဟဆိုတာရှိပါတယ်။သွာဆိုတာမင်္ဂလာကိုရည်မှန်းပြီးဟစ်အော်ခြင်းလို့ဒီပြရပါတယ်။အဲ့ဒီသွာဟကိုအင်္ဂလိပ်ကအင်္ဂလိပ်ကဘာသာပြန်လိုက်တဲ့အခါ go away ဆိုပြီးတော့ပြန်ပါတယ်။ဒီပြကနှင်ထုတ်ခြင်းလို့ဖြစ်တယ်။ အဲ့တော့သွားဟဆိုတဲ့ဟာကိုသွားဟဆိုတဲ့ဟာနဲ့ထင်အောင်ထင်မှားဖြစ်ပြီးတော့ကိုးဝေးလို့ပြန်လိုက်တယ်အမှားတကူပါတော်တော်ဆိုးရတယ်အမှားဖြစ်ပါတယ်ဒါအပြင်ကျွန်တော်တို့ဝိသုတိမထာဂရာတဲ့ပစ္စယပရိကအခန်းမှာသုဒ္ဓဓမ္မဘဝတန်တိဆိုတဲ့ပါဠိရှိပါတယ်အတိဘကဟေတုဖလသမန္တဝသေနဘောဓမ္မနံနာမရူပမတ္တမေဝခာယတိလို့ဆိုပါတယ်မြန်မာလိုပြောရင်တော့အကြောင်းအကျိုးအပြင်ဆက်ဆက်လျက်ရှိသောယုံနံဓမ္မတို့သာနေလောကမှာအထင်ရှားရှိကြကုန်တယ်ပြည်သူကာရကခံစားသူ ဝိရကဆိုတာမရှိဘူးတဲ့အဲ့ဒါကိုသုဒ္ဓဓမ္မပုံတန်တိခေါ်ပါရဒါကိုအင်္ဂလိပ်ကသုဒ္ဓဓမ္မဆိုတဲ့ဟာကို phenomenon လို့အဓိပ္ပာယ်ပြန်ပါတယ်ပြေရှိအလိုအမည်ပေါ့အဲ့လိုပြန်တဲ့အခါဒီအဓိပ္ပာယ်ကဘာလဲလို့ဆိုတော့ထင်ရှားရှိသောသိနိုင်သောတရားပေါ့အဓိကအပြင်တော့ရူပယုံတတယုံကန္နာယုံရတယုံဖုတ္တပယုံဆိုတဲ့အာယုံ၅ပါးတနည်းအားဖြင့်ပြောရင်ရုပ်တရားလို့ phenomenon ရဲ့အဓိပ္ပာယ်ကထွက်ပါတယ် ဒီတော့သုဒ္ဓတမဘောဒန္တိလို့အဲဒီလိုဖနမီနန်လို့ပြန်လိုက်တဲ့အခါမှာဘုရားဝါဒဟာယုတ်ကျန်းဝါဒလို့ထင်ရောင်ထင်မှဖြစ်သွားပါတယ်။ဟိုတုန်းကဘာသာပြန်ဆိုတဲ့ပုဂ္ဂိုလ်တွေကအမှဘလောက်ဆိုးလဲဆိုရင်အရှင်အာနန္ဒာကိုဖုံးကြီးမှန်းတော့မသိဘူးလို့ဒီလိုတွေ့ရှိရပါတယ်။ရှင်အာနန္ဒာကိုဥပဒကာလို့ဘာသာပြန်ပါတယ်။ဘုရားနဲ့လိုက်ပြီးတော့အလုပ်ကျွေးပြုနေတဲ့ဒါဥပဒကာ။ဒီတော့တက်တက်စင်လွှဲမှားပါတယ်။ ဘိက္ခုလို့ခေါ်တဲ့တန်ခါနဲ့ဥပဒကာဆိုတဲ့ဟာနဲ့ဟာထင်အောင်ထင်မှားရှိတော်လည်းပဲအတိပ္ပယ်ကအများကြီးကွာပါတယ်။ကောဥပဒကောတိတတ္တမဥပဒကောတိဥပဒကာဆိုတာဘာလဲလို့မင်းရင်ယောဂောစီတရဏံကတောကဟထောရဏသုံးပါးကိုကိုယ်ကွယ်ကြီးညိုစိက္ခတ်တတ်တဲ့ကဟထဆိုတာအင်ညာတီထောင် လူတို့ပေါ်မှာရှိတဲ့ပုဂ္ဂိုလ်ကိုဆိုပါတယ်။မရတမြုံသားတချုံနဲ့နေတဲ့အင်ညာတီထောင်လူတို့ပေါ်မှာရှိတဲ့ပုဂ္ဂိုလ်တွေကို ်ရဏသုံးပါးကိုကိုယ်ကကြည်ညိုစိက္ခတ်တတ်တယ်သူတို့ကဟထဥပဒကလို့ခေါ်ပါတယ်ဒါတော့အရှင်အနန္ဒမထေရဥပဒကလို့ဆိုလိုက်တဲ့အခါမှာအရှင်အနန္ဒမထေရပါရဇိကကြားတဲ့ပုံစံမျိုးတော့ဖြစ်သွားပါတယ်တဟဘာသာပြန်ဆိုချက်အမှားတွေဖြစ်ပါတယ်ဒါဖြင့်ကျွန်တော်တို့ရှင်းရရင်ပိဋကနဲ့ပိဋကတ်နဲ့ဒီနှစ်ခုကမတူပါဘူးကွဲပြားခြားနာပါတယ်ပါဇော်ရီလုံးတင်ပြီးတတ်တလင်းချက်ကာကြီးကပိဋကတ်နောက်တစ်ခုကပါဇော်ရီလုံးတင်ပြီးတတ်တလင်းချက်ကာကြီးတတ်တာကပိဋကတ် ဒီနှစ်ခုကအတိပဲကွဲပြားခြားနာပါတယ်ရိုယုတ်ကကြီးနဲ့ရေးတဲ့ကဘာလဲလို့ဆိုရင်အဲ့ဒီပိဋကဆိုတာဂန္ဓပါခုနတိကစီယာဖွင့်ပြတာအတနောဥက္ခာဂန္ဓတံပတ္တိရမဂန္ဓိတတိဝုဒ္ဓံဟောတိအဲ့ဒါဂန္ဓပါကျမ်းဂန်ပါစာအုပ်ပါကာကြီးရတ္တကတ်တဲ့ပိဋကကဘာလဲလို့ဆိုတော့ပိဋကသုံးပုံပါဒီကနေ့ကျွန်တော်တို့သုတ်တန်တဝိနည်းအဘိဓမ္မာဆိုတဲ့ပိဋကသုံးပုံကိုဆိုပါတယ်အဲ့ဒီပိဋကတ်ဆိုတာဘယ်ကလာလဲလို့ဆိုတော့ပါဠိတော်ကပိဋကတ်တရားကနေလာပါတယ်ပိဋကတ်တရားကနေ ိရကတ်ဆိုပြီးဖြစ်ပါတယ်။ဒေဝထထကနေပြီးတော့ဒေဝဒတ်လို့ဖြစ်လာတယ်လို့ပိရကတ်တရားကနေပြီးတော့ပိရကတ်လို့ဖြစ်ပါတယ်။ဒါကြောင့်ပိရကတ်နဲ့ပိရကတ်ဟာအများကြီးကွဲပြားခြားနားပါတယ်။ဒါကြောင့်မြတ်စွာဘုရားရှင်ကနံပါတ်၄ချက်ဖြစ်တဲ့ကာလမသုတ်တီကိုဟောတဲ့မာဆယ်ချက်ထဲမှာနံပါတ်၄ချက်မျိုးဖြစ်တဲ့တရားကိုဟောတဲ့ကမာပိရကတ်တရားတမ္ပရာနေနဂဏိဌလို့မဟောဘူး။မာတိပိရကတ်တမ္ပရာနေနဂဏိဌလို့မဟောဘူး။ ရိုးရိုးလေးဟောပါတယ်မာပိတကတံပရာဏိနကဏိဌာဒါမတန်ရေးကြည့်ပါဘာကြောင့်ပိတကတရားလို့မဟောသလဲဘာကြောင့်တိပိတကလို့မဟောသလဲလို့ဆိုရင်အဲ့ဒီအချိန်မှာပိတကဆိုတဲ့အတုံလုံးဟောဟာတာမပေါ်သေးပါဒါတဘာဝယုတ်တိနဲ့လည်းရှင်းပါတယ်ပိတကဆိုတဲ့ဟောဟာတာဟာပထမသင်္ကာယနာတင်မရှင်မကသဗ္ဗမထေရကြီးတို့ဖော်ထုတ်လိုက်တဲ့ဟောဟာတာဖြစ်ပါတယ်ကာလမတ္တိကိုဟောနေတဲ့အချိန်မှာမြတ်စွာဘုရားရှင်မှာပိတက၃ပုံလို့ခေါ်ဆိုရအောင်လည်းပဲ မစုံသေးပါဘူးပြိဋိဘံမပြုသေးတဲ့အတွက်တရားတွေအများကြီးကြံပါသေးတယ်။ဒါကြောင့်ဒီနေရာမှာရိုးရိုးလေးမြတ်စွာဘုရားရှင်ဟောလို့ရှိတယ်ဓမ္မနဲ့ဝိနည်းဒီနှစ်ချက်နဲ့ပဲပြပါမြတ်စွာဘုရားရှင်ပြိဋိဘံပြုပြီးလို့ပထမသင်္ကန်းနာတင်တဲ့ရှင်ကြမှာရှင်မဂဒပဥဆောင်ပြီးတော့ရှင်ဘုရားတို့မြတ်စွာဘုရားရှင်45ဝါလုံးဟောကြားခဲ့တဲ့တရားတော်တွေကိုအာလုံးတန်ခါကစုစည်းပြီးပါပြီ။တန်ခါကအတည်ပြုခဲ့ပါပြီ။ဟောဒီတရားတွေကိုတော့သုတ်တန်တာပရိကလို့ခေါ်ကြပါစို့။ဒီတရားတော်တွေကိုတော့ဝိနည်းပရိကလို့ခေါ်ကြပါစို့။ ဒီတရားတွေကိုတော့ဗိဓမ္မာပိဋကလို့ခေါ်ကြပါစို့လို့ဆိုပြီးတော့တန်ဃာတွေကသွေးညိအဋ္ဌံပြုခဲ့ပါတယ်။မြတ်စွာဘုရားရှင်ဟောကြားတဲ့တရားတော်တွေအားလုံးစုစည်းပြီးပါပြီ။တန်ဃာကအတည်ပြုခဲ့ပြီးပါပြီ။ဒါကြောင့်ဘုရားရှင်မဟောကြားတဲ့တရားတွေကိုလည်းဖြည်လားဆွဲလားထည့်လားမလုပ်ကြပါနဲ့။မြတ်စွာဘုရားရှင်ဟောကြားတဲ့တရားတွေကိုလည်းပဲပယ်လားဖြုတ်လားနှုတ်လားမလုပ်ကြပါနဲ့။ဒီတိုင်းချကိုးကွယ်ကြပါစို့လို့လုပ်ခဲ့။အဲ့တော့ပထမသင်္ကန်းနာတင်မှပိဋကဆိုတဲ့ပိဋကဆိုတဲ့ဟောဟာတာပေါ်ပါတယ်။ခြေပိုင်းမှာမြတ်စွာဘုရားရှင်ဟာဓမ္မဝိနည်းလို့ဒီလိုပဲဟောပါတယ်။ ဒါကြောင့်မြတ်စွာဘုရားရှင်ပြိဋိဘံပြုခာနီးမှာတော့အရှင်အနန္ဒကရှင်ဘုရားမရှိရင်တပည့်တော်တို့ဘာတွေကိုးကွယ်ရမလဲလို့မေးတဲ့အခါယောခောအနန္ဒဓမောစာဝိနယောစာဒေစီတော်ပညာတော်သောဝမမစေနာတတ်တာအနန္ဒငါသည်ဓမ္မနဲ့ဝိနည်းကိုကောင်းစွာဟောကြားခဲ့ပြီအဲ့ဒီဓမ္မနဲ့ဝိနည်းဒီငါဘုရားပြိဋိဘံပြုပြီးတဲ့အခါမှာသင်္ချစ်သားတို့ရဲ့ဆရာဖြစ်လိမ့်မယ်ဓမ္မခန္ဓာပေါင်း7000တောင်ဒီငါဘုရားရာနဲ့တီကသင်္ချစ်သားတို့ကိုဆုံးမကြလိမ့်မယ်ဒီလိုမိတ်ဆွေတော်မူခဲ့ပါတယ် မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်ကဓမ္မဝိနည်းလို့ဆိုထားပါတယ်။သူတရားတွေကိုအဲ့ဒီအချိန်မှာဓမ္မဝိနည်းပဲဖွင့်ပါတယ်။ပိဋကလို့မဖွင့်ပါဘူး။ပိဋကတော်လို့မဖွင့်ပါဘူး။ဒါကြောင့်ဒီဓမ္မနဲ့ဝိနည်းလို့ဖွင့်ထားတဲ့အခါမှာအခရမေကမေကင်းစာဗုဒ္ဓရူပံစာတလုံးဘုရားတဆူလို့ဒီဓမ္မခန္ဓာပေါင်း၈000လောက်တောင်ဗုဒ္ဓဘာသာတွေကလေးစားကြီးညိုပြီးတော့ကိုယ်ကိုယ်စီကပ်ပြီးတော့တတိထားခဲ့ကြပါတယ်။ဒီတော့ဒီနေရာမှာ အခုခါကျမှဘာသာပြန်ဆိုတဲ့လူတွေရဲ့အမားကြောင့်ငါဘုရားဟောတာလည်းမယုံနဲ့အောင်ပြိတ္တကသုံးပုံနဲ့ပါယုံနဲ့လည်းမဟုတ်မယုံနဲ့အောင်လို့ဆိုရင်တော့ကျွန်တော်တို့တွေဘာတွေဆက်လုပ်ကြမလဲအမတန်မှအရေးကြီးပါတယ်။ဒါကြောင့်မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့သုတ်တံဝိနည်းပြိတ္တကဆိုတဲ့ပြိတ္တကသုံးပုံကိုဘုရားဟောတာလည်းမယုံနဲ့အောင်ပြိတ္တကသုံးပုံနဲ့ပါယုံနဲ့မယုံနဲ့အောင်ဆိုရင်တော့စကားတခွန်းဒီနေရာမှာပြောเสียရှိပါတယ်။စကားအသုံးနှုန်းရင်သီးတယ်လို့ဆိုရင်တော့သိခံပေးပါ။ ပိဋကမယုံရင်ဗုဒ္ဓဘာသာကထွက်လို့ဒီစကားတခုမှပြောရမှာဖြစ်ပါတယ်။မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့တိပိဋကလို့ခေါ်တဲ့ပိဋကသုံးပုံကိုမယုံရင်ကျွန်တော်တို့ဗုဒ္ဓဘာသာကထွက်ရမှာပါ။ဘယ်မြောက်သွားမလဲဆိုရင်ဘေးထွက်နေပါ။ကာလမရိနာသွားထိုင်နေရမှာပဲ။ဟိုမှာကနဝေတင်ကြောင်နဲ့ဘယ်ယူဝါဒမှန်တယ်ဘယ်ယူဝါဒမှားတယ်ဘေဇမနဗျမနတီဟာမှန်သောစကားကိုဆိုတယ်ဘေဇမနဗျမနတီဟာမှားသောစကားကိုဆိုတယ်ဆိုတာကိုမဝေခွဲနိုင်ဘဲနဲ့မြတ်စွာဘုရားကိုရှောက်ထားတဲ့အခြေအနေပဲရှိပါသေးတယ် ဒါကြောင့်ပြိကတ်မယုံရင်ဗုဒ္ဓဘာသာကထွက်ပါဘာကြောင့်လဲဗုဒ္ဓဘာသာဆိုတာအစ္ဆတကေပါဏုပေတံဗုဒ္ဓံတရဏံကိစ္ဆာမိအစရှိသည်ဖြင့်ဘုရားယရနာကိုအသက်နဲ့လဲပြီးတော့အသက်ထက်ဆုံးယုံကြည်တယ်ဓမ္မကိုအသက်ထက်ဆုံးယုံကြည်တယ်ဓမ္မလို့ခေါ်တဲ့မလေးပါဘိုလေးပါနိဗ္ဗာန်ပရိယတ်လို့ခေါ်တဲ့ဒီပြိကတ်တော်တွေကိုအသက်နဲ့လဲပြီးတော့အသက်ထက်ဆုံးယုံကြည်တဲ့ပုဂ္ဂိုလ်မျိုးဗုဒ္ဓဘာသာလို့ခေါ်ပါတယ်ဗုဒ္ဓဘာသာဖြစ်ပြီးမှပြိကတ်တော်နဲ့ပါယုံနဲ့မယုံနဲ့အောင်လို့ဆိုရင်တော့ဗုဒ္ဓဘာသာကနေခိတ္တထွက်ပေးလိုက်ရုံပဲရှိပါတယ်